chapter 169မှာတော့ isaki ရဲ့တနစ်စာလာစာရန်း16တန်းပဲဖြစ်ပါတယ် offer သေးထားတဲ့အတင်းကတော့ basap dot moment ဖြစ်ပြီးတော့ buster mansion ရဲ့ပြိုင်ဘက်အတင်းလည်းဖြစ်ပါတယ် isaki ကတော့အဲ့လိုမျိုးနာမည်ကြီးအတင်းရပါကမ်းလှမ်းမှုတွေရရှိနေပါပြီဂျပန်လေးကကလပ်ပိုင်ရှင်နေနဲ့တကဘာလုံးကကလပ်ပိုင်ရှင်နေအားလုံးကပွဲတိုင်းအောင်စောင့်ကြည့်နေမှာဖြစ်ပြီးတော့ပွဲပြီးတိုင်းပြီးတိုင်းမှာလဲကစားသမားတွေကိုလေးလံတင်တော့မှာပါကပတိန်အမေရိကကို Kawasaki Breaker ဆိုတဲ့ကလပ်ကရန်24တန်း၊ဘာရှိရာကိုကြတော့ FC Portimian ဆိုတဲ့ပေါ်တူဂီကလပ်က32တန်းနဲ့ကမ်းလှမ်းထားပြီးတော့ ဂျာမန်ဂီလီကတော့ရန်တန်90နဲ့ဘတ်ဆတ်မန်ချင်အတင်းကကန်လန်းထားပါရယ်နောက်ဆုံးဖြစ်တဲ့ခိုက်စာကိုတော့ဘတ်ဆတ်မန်ချင်ကရန်တန်300နဲ့ကန်လန်းထားပြီးတော့လက်ရှိဘလူးလော့ရဲ့တန်ကြီးအမြင့်ဆုံးကစားသမားလည်းဖြစ်ပါရယ်ပွဲထဲမှာတော့မပါလိုက်တဲ့ကောင်တွေကသူတို့ရဲ့လစာတွေ0ဖြစ်နေတော့တန်အတော်ရောဖြစ်နေကြပါရယ်ဆရာဦးမိုးခွတ်ကဆက်ပြီးတော့ Neo Equins League ကြီးမှာနိုင်ငံခြားကစားသမားတွေမပါပဲတန်ကြီးအမြင့်ဆုံးဘလူးလော့အဖွဲ့ဝင်23ရာလုံးကတန်းပြီးတော့ဂျပန် Under 20လက်ရည်စင်တွေဖြစ်မှာပါအဲ့တော့ဒီ Neo Equins League ကြီးက ို့ရဲ့ကျန်းကျင်မှုတွေပြသပြီးတော့တခြားနိုင်ငံတကာကျေပွင့်နေတဲ့နိုင်ငံအသီးသီးကကလပ်အုံနာတွေကိုကြော်ညာတဲ့ပွဲလေးဖြစ်ပါတယ်။ဘလူးလော့ကကစားသမားတွေနဲ့နိုင်ငံတကာကျေပွင့်တွေကိုရောင်းချတဲ့ဈေးကွက်ကြီးလေးဖြစ်ပါတယ်။ဦးစိတ်တူကဒါဆိုရင်ငါတို့ကထုတ်ကုန်နေလား။အေးဟုတ်တယ်။ပရုကစားသမားဆိုတဲ့နယ်ပယ်မှာကစားသမားတွေကထုတ်ကုန်နေအသေးနေတာစိုက်နေ။မာရုရဲ့နာမည်အကြီးဆုံးကစားသမားရဲ့စကီးတွေကိုစမ်းကြည့်နေတယ်။ဘလူးလော့ရဲ့နံပါတ်1အီစာကီယိုအီချီကိုပြပေးပါဆိုပြီးတော့စပွန်ဆာတွေကလပ်အုံနာတွေကတောင်းဆိုခဲ့တယ်။နိုဝါကတော့အဲ့ဒီအစီအစဉ်ကို NK ကတော့ NOVA ဆိုပြီးညှိစက်ခဲ့ပေမဲ့ တပွဲတော့အသုံးချဖို့လိုတယ်ပြီးတော့ထုတ်ကုန်လေးအီစာကီယွေးချီရလဲအဲ့ဒီပွဲမှာသူ့ရဲ့တန်ဖိုးတက်တည်ပြနိုင်ခဲ့ဆိုပြီးတော့ဆရာအုံမှုခွက်ကပြောပါတယ်ဘာချီရာအဲ့ဒါဆိုငါတို့ကနိုင်နိုင်ရှင်းရှင်းအေးမကြည့်ဘောကိုယ့်ရဲ့တန်ကြီးကိုပြနိုင်ရရင်မလားဟုတ်တယ်ဒါပေမဲ့လေတိုက်စစ်မှုတရားအတွက်တန်ကြီးဆိုတာတော့ကိုပဲအဲ့ဒီတော့ငါတို့ကနိုင်ဖို့လေလေသေးတာဗောဟုတ်လားအဲ့ဒါဆိုဒါအခွင့်အရေးရွေးဗောဒါပေမဲ့တစ်ဖက်မှာလည်းမင်းလွှဲထားမယ်ဆိုရင်ဖော်ကင်ကြီးရောအစော်ကင်ခံရမှာမင်းဘွားကိုဖျက်ဆီးပြစ်နိုင်တဲ့အရာငါတို့တက်ကြွနေပြီဒီပဲဒီကောင်နေငါတို့စားစားသမားတွေကတော့ ego ရဲ့ marketing အပေါ်မှာ အမျိုးမျိုးမှတ်ချက်ပေးနေကြပါဗျာ။ကြာဦးမုံခွက်ကဆက်ပြီးတော့အေးအဲ့လိုမျက်နှာထားတွေကငါကြိုက်တယ်။အဲ့အရာတွေကပတ်စံရလိမ့်မယ်။ဘာလို့ဘောလုံးမဖွင့်ပြိုးတဲ့နိုင်ငံမှာနိုင်ငံတကာစူပါစတာတွေကလာဆော့နေတာထူးဆန်းနေလို့မထင်ဘူးလား။ဒါမင်းတို့ရဲ့တိုက်ပွဲတွေကိုဖော်ပြမယ်။ပြပွဲပဲ။ကဲဒုတိယပွဲစတယ်။အီတလီရဲ့ဥပါနဲ့ပြင်သစ်ရဲ့ PG ဒီအစီအစဉ်ကိုကြည့်ဖို့အတွက် subscriber 18တန်းတော့ကြော်သွားပြီ။ဒီ Blue Lot TV လို့ခေါ်တဲ့ Super Entertainment ပွဲစီကြီး။ဟုတ်လား။ရန်900ပဲကြာတင်မယ်။အဲ့ဒါကြောင့်မို့တော်ပြီးတော့ subscribe လုပ်ထားကြပါ။တော်ပါပြီလား။ ဒါကမင်းတို့ရဲ့အသက်နဲ့ရင်းပြီးတော့တိုက်ခိုက်ရမယ့်တိုက်ပွဲပဲပွဲစဉ်တိုင်းကတကဘာလုံးကိုလက်လွင့်ပြီးတော့ပြတ်တနေရကဘာမှာရှိတဲ့ဘောလုံးပရိသတ်တိုင်းကသူရဲ့ကောင်းတယောက်ရဲ့မွေးဖွားလာမှုကိုစိတ်လွှတ်ရှားစွာနဲ့စောင့်ဆိုင်နေကြတယ်အခုဆိုရင်ဘလူးလော့ကကဘာပေါ်မှာဘောလုံးအတွက်အကျော်ကြားဆုံးနေရာဆိုတာညင်းပယ်လို့မရနိုင်တော့ဘူးဆိုပြီးတော့ဆရာဦးမခွတ်ကပြောရင်တစ်ဖက်မှာရင်းကလည်း PG အတင်းအတွက်အနိုင်ကိုကိုတွင်းယူနိုင်ခဲ့ပါတယ်ဂျင်ဖာဂျီအီကိုအမကတကယ်ယူနေရပါအလုံးအားလေသူတို့ရဲ့ကစားသမားဘောကမကြုံရင်ပြုံးရတော့မှမလို့အာယုံဆိုင်ဖို့ပြင်နေကြပါပြီ ။အော်ဒါနဲ့မင်းတို့ပွဲမစောရအောင်ဆိုရင်ဘာကလန်းမှုမှရမှာမဟုတ်ဘူးနော်။မင်းတို့ရဲ့တက်လန်းတွေကလည်းပိတ်သွားလိမ့်မယ်။တခြားကစားသမားတွေစီကနေရာကိုလည်းခိုးလို့ရတယ်။ Starring Line Up ကိုလည်းခိုးလို့ရတယ်။ဒါမဲ့မင်းတို့ဘာပဲလုပ်လို့မင်းတို့ရဲ့တန်ဖိုးကိုပြသနိုင်ရမယ်။နောက်ထပ်ဆယ်ရက်ကြာရင်တော့ဂျာမနီရဲ့ဘတ်ဇက်မန်ချင်းနဲ့အင်္ဂလန်ရဲ့မန်ချက်စတီတို့ပွဲရစတင်လိမ့်မယ်။ဆိုပြီးတော့ဆရာအုံမိုးခွတ်ကပြောကြရင် chapter 169ကတော့ဒီမှာပဲအဆုံးသတ်သွားပါရစေ။ chapter 190မှာတော့လွန်ခဲ့တဲ့ဆယ်ရက်ကအချိန်ရောက်ရှိသွားပြီး Chris Print နဲ့စတင်မိတ်ဆက်ခဲ့ရပါတယ်။ကျူးစွာတဲ့ဘလူးလော့အညီလေးတို့ ငါမင်းတို့ရဲ့ဆရာမာစတာခရစ်ပရင်မယ်ဝမ်ရှိုင်းစီးတီးရဲ့ဖီလိုဆိုဖီကအမြတ် no ဆွဲပြီးတော့ပြေးထက်တာပြီးတော့ကြမ်းမာတဲ့ခန္ဓာကိုယ်ကဘာကြီးကိုပြောင်းလဲခြင်းနဲ့စိတ်အဲ့ဒါတွေပဲကြားတယ်မလားနေပေါင်းဒီဘေးကဘယ်ကိုကြည့်နေဟိုနားကနေနေတူတဲ့အချောလေးမင်းရဲ့ဘာလို့မန်ရှိုင်းစီးတီးကိုလာခဲ့ရလဲကျွန်တော်ပေါဝါနဲ့အားပြင်းနဲ့အမြန်နှုံးကိုလိုချင်လို့ဆရာသမားစန်ဒီမမလေးရဲ့ခန္ဓာကိုယ်အနောက်လိုက်ဆန်းပြီးတော့မင်းကအမြန်နှုံးကိုအားသုံးပြီးတော့တိုက်ခတ်တဲ့တိုက်စစ်မှုပဲဖြစ်ရမယ်ဟုတ်တယ်မလားနာဂီနဲ့တတိသားလေးတို့လည်းအဲ့ဒီလိုမျိုးတွေလိုက်ဆန်းပြီးတော့သူတို့ရဲ့ play style ကိုပြောပြနိုင်ပါတယ် ီကောင်ဒီဒီများလားဟုတ်ပြီမင်းတို့ရဲ့လုံနိုင်စမ်းတွေကိုငါသိပြီပြီဒါပေမဲ့မင်းတို့အားလုံးကတဲလန့်ပေါ်မှာမိခွန်လွန်းနေတတိမထားမိတဲ့တဲလန့်တွေကပျောက်ကွယ်သွားလိမ့်မယ်ဥပမာပြောရရင်မင်းရဲ့တဲလန့်ကအပြင်းပြန်တာပေါ့အဲ့ဒါမင်းငငယ်ကလေးကတင်ခဲ့တာမဟုတ်ဘူးမွေးကလေးကမြန်လာအဲ့လိုမျိုးလူတစ်ယောက်ကပိုကောင်းတဲ့ကစားသမားဖြစ်ချင်လို့တန်းတဲ့ကောင်လို့ပေါဝါမျိုးလိုချင်တယ်ဆိုပါစို့ပြီးတာပုံမြန်အောင်မာဆယ်ထွန်းအောင်ဆော့မယ်အပူအလေးချင်နေရချက်ဝက်ကြီးဝင်နေရတယ်လို့ခံစားရလိမ့်မယ်သူတို့ရဲ့အမြန်တော့ကကြာသွားပြီးတော့ပိုတိုးလာတဲ့မာဆယ်ကြောင့်ခန္ဓာကိုယ်မညီမျှမှုတွေဖြစ်ပြီးတော့ တာမန်ကစားသမားတယောက်ပဲဖြစ်သွားလိမ့်မယ်။နီလဲမမှန်တဲ့ training နေကြောင်းမင်းတို့ရဲ့တဲလန့်ပျောက်ဆုံးသွားတဲ့အခါမှာမင်းရဲ့ယုံကြည်မှုတွေပျောက်ဆုံးမယ်။မင်းတို့ရဲ့စိတ်တွေမငြိမ်မသက်ဖြစ်လိမ့်မယ်။အဲ့ချိန်ကျရင်မင်းတို့ရဲ့ကစားသမားအဆုံးသက်သွားပြီ။မင်းတို့ရဲ့တဲလန့်ကတခြားအရာတွေဖြစ်နေလဲတူတူပဲ။ဒါကပါရမီရှင်တွေဘလို့အဆုံးသက်သွားလဲဆိုတာပဲ။နီလဲနေကိုနားမလည်သေးခင်မှာပဲ။အောင်မြင်မှုကိုရလိုက်တာမင်းတို့တစ်ချိန်လုံး၆လန့်နေမယ်။ချိန်စာကိုရလိုက်တာနဲ့အတူတူပဲ။ငါပရိုမဖြစ်ခင်တော့ကတော့ဒီလိုပါပဲ။ဘယ်ချက်သားကပဲတဲလန့်ထုတ်ထုတ်ဘလို့ကစားပုံမျိုးကိုပဲဆော့ဆော့ပရိုဆိုရဲ့တဘောကကိုကိုကိုနားလဲပြီးတော့ မင်းရဲ့ခန္ဓာကိုထိန်းချုပ်နိုင်ဖို့ပဲအဲ့တော့ငါဆိုတဲ့ Chris Prince ကဘယ်သူမှရှင်းလို့မရနိုင်တဲ့ပြီးပြည့်စုံတဲ့ခန္ဓာကိုရရှိခဲ့တယ် Prince Water ကိုလာထက်ကောင်းတဲ့ရည်ဆိုပြီးတော့အရေးကြီးတဲ့အခြေအနေမှာတော့သူ့ product တွေကိုကြော်ညာနိုင်မှသေးတယ် Prince ကဆက်ပြီးတော့ Mansion City ရဲ့အတင်းသားအနေနဲ့မင်းရဲ့ခန္ဓာကိုအလုလုပုံတွေကိုလေ့လာရမယ်တခြားခန္ဓာကိုအစိပ်ပိုင်းတွေရဲ့တဲလဲနေလဲပွင့်လာစေရမယ်ကဲ Blue Lock အကောင်လေးတွေမင်းရဲ့ခန္ဓာကိုပြောင်းလဲမှုစတင်လိုက်ရအောင်ဆိုပြီးတော့ Chris Prince ကအဆုံးသက်လိုက်ပါတယ်လက်ရှိအချိန်မှာတော့ Mansion City အတင်းကကစားသမားတွေက ဆရာဦးမခွဲ့ရဲ့ဈေးကွက်ရှင်းပြမှုကိုနားထောင်နေကြပါတယ်။ဘလူးလော့ရဲ့ငွေရှာနေ system ကြီးကိုလည်းနားလည်လိုက်ရပြီးတော့ဆရာသမားကြီးကလည်းနားနေချိန်မှာတော့ပြည့်စည်ကြံကြံနေပါတယ်။ဥပါနဲ့ပြေကြီးဝဲပြီးရလက်တွေကိုကျင်ညာတဲ့အခါမှာတော့ကိုရှေကြီးက9တန်း၊ခါရဆုက12တန်း၊အိုက်ကူက15တန်း၊ရှီရူကတန်း30၊ရင်းက36တန်းနဲ့ထိတ်ဆုံးမှဦးဆောင်နေပါတယ်။ခရစ်စပရင်ကလည်းနောက်ပွဲဘတ်ဆက်မှန်ချင်းနဲ့သူတို့အတင်းတွေ့ရတော့မှမလို့ကြိုးစားထားကြဖို့နဲ့အားလုံးကလည်းအပြင်းထန်ကြိုးစားကြရင် chapter 190ကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်အပိုင်းမှာတော့ဒီတဲ့စိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့ဆက်မြတ်ပေးကြဖို့နဲ့ကျွန်တော်ရဲ့ recap channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်အပိုင်းနဲ့မှာပြန်တွေ့ကြတာပေါ့။